လဲစောက်တော့မကြောက်လားမတွေးတတ်ဘူးလားငါကလေးကိုခိမ့်ပြမယ်ဆိုခေါ်သွားပြီးပြန်လာလို့ရှိရင်ကလေးကိုမုံဖို့ပေးပြီးတော့ခေါ်လာဆိုငါကလေးကိုဘာကြီးလုပ်နေရတော့မေးဘူးလားတော့မိဘတွေရဲ့လိုအပ်ချက်တွေလည်းပါတယ်ဒီလားသူပရိသတ်ကြီးငငိမ့်မိကြစမ်းမှာသူတခိုးအားပေးမလုပ်ကြစမ်းမှာနဲ့သက်ဆိုင်ရာနဲ့လှုပ်ထားစမ်းမှာဒီကိစ္စသက်ဆိုင်ရာဆုံးစမ်းပြီးလုပ်ရမယ့်ကိစ္စတွေအဲ့လိုဒီပတ်စံကြီးပေါ်နေရလူချင်းနေဆိုလို့ရှိရင်လည်းငါ့ကိုလာလူငွေကိုတော့မင်းခေတ္တမှာတကမလားအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ် အခုဒီဗီဒီယိုမှာဆိုရင်ဟောတနေ့ကဖြစ်သွားတဲ့လိုင်းတရားမှာဒီတခိုးမှုနဲ့ပတ်သက်ပြီးတော့ဟိုလူတွေတနာကြတယ်တနာရကနေပြီးတော့တခိုးကိုသွားပြီးတော့အာလူတန်းတွေပေးတယ်ဟိုထောက်ပံ့စေတွေပေးတယ်အဲ့ကနေပြီးတော့တချို့တော့လူတချို့ကတော့အခုလိုပြောလာပါတယ်ကဲဗီဒီယိုလေးကိုကြည့်လိုက်ရအောင် let's go ဟိုအဲ့ဒီတခိုးတော့သွားလူနေတယ်ပြဟိတတော်တော်များများထွက်လာတဲ့ဇာကခမည်းတော်စင်းရဲဘူးလား ခင်ဗျားတို့ဆင်းရဲလို့ဆောက်ယူလို့မနေကြနဲ့တခိုးရဆောက်ရမ်းပေါ်နေတာဘာတွေအထူးဆန်းဖြစ်နေရတော့တခိုးတည်းမြိတဲ့ရိုက်နှက်ထုထောင်းတာတွေကလေခိုင်သာရတခုတည်းမှမဟုတ်နေရာဒေသတိုင်းမှာဖြစ်နေတာဒီနေရာမှာယောက်ျားသားဖြစ်နေဆိုယောက်ျားရင့်မာရဲ့ရိုက်နှက်ထုထောင်းပြီးမှနှစ်လောက်သားလောက်သုံးမှပြီးမှရဲလက်အကြတာဒါကတခိုးတည်းမြဖမ်းပြီးရဲ့နေရာဒေသတိုင်းမှာဖြစ်နေတာငင်းလို့မရဘူး ဥပဒေအရဆိုရင်တော့ကိုကိုယ်တိုင်တရားစီရင်ခွင့်တော့မရှိဘူးကွာဒါပေမဲ့ဥပဒေအရအတိုင်းတကူတမရတွေကိုမိတယ်ဆိုလို့ရှိရင်မှတ်လောက်တားလောက်နဲ့ထိထိမိမိပဲတော့အရေးကြီးဘူးလို့မိတယ်တိတ်မကြောက်ထွက်တယ်လွတ်လာတယ်ဒီလောက်တကူတမရတွေပေါ်နေတာနိုင်ငံဟာနာတွေတိတ်မပြောနဲ့တကူမှဘာလို့လူသားချင်းစာနာခိုင်းနေရတော့မရှိလို့ခိုးစားတယ်ဗျဖြစ်လုံးဆိုတော့မရှိလို့ခိုးစားကြည့်ဆိုလို့ရှိရင်အခုဒီခေတ်ကာလဘယ်သူကရောရှိနေလို့ဘယ်သူကလှုပ်ရှားတိုင်ဆိုင်ရတာအဆင်ပြေနေလို့ အဲ့လိုမရှိလို့ကိုးစားသေးဆိုရင်ငါလို့အကုန်လုံးကစောက်တခိုးတွေပဲဖြစ်နေတော့မှာပေါ့ခြေကောင်းနဲ့ကောင်းကြီးရင်လည်းတခိုးတည်းမြလုံနေကြတာပါစောက်လို့မလုံစားချင်ဘူးဆိုလို့ရှိရင်လည်းတောင်းစားကြစေတနာပိုင်လှူလိုက်မယ်ထဲလိုက်မယ်ကောင်းရောင်းကောင်းဝယ်လုံစားနေရကွာအချောင်ရထားပြီးတော့ဒီများပစ္စည်းယူထားပြီးတော့မှလှုပ်ထားတဲ့အရာတွေလည်းမဟုတ်ဘူးကွာလာတော့မခိုးနဲ့မိရင်တော့တိတ်မှာပဲမင်းတို့မျက်လုံးနေနဲ့ကြည့်တိလားအခုအားလေခလေးတငယ်ညှဉ်းပန်းနှိမ့်ဆက်မှုတွေခလေးတငယ်တွေကိုခိုင်းစေမှုတွေ ကိုမျက်စိရှိမှလည်းအများကြီးရှိတယ်မင်းတို့မေးပွိုက်ကခလေးတော်တော်များများကလေပတ်စံရီတောင်းစားနေရလေတချို့ဆိုဒံရာနေနေတိလားနှင်းပန်းနေဆက်ပြီးမှတောင်းစားခံနေရတာတောင်းခိုင်းနေရတယ်အများကြီးပဲတချို့ဆိုမိဘအရင်းနေရတော့တောင်းခိုင်းတာတွေပါတယ်တိလားဒါတွေရောတိတိမိမိနဲ့အရေးယူပြီးတော့မှလောက်တာရှိလို့လားမရှိလို့လေဒီတော့ပေါ်တော့နေရကွာရိုက်တက်လို့မကုန်ဘူးမှာမင်းတို့ဆောင်ရွက်သနာနေအဲ့ဒီတခိုးသမားတွေကိုမင်းတို့အင်ဘော်ခေါ်တင်ထားကြည့်အလုပ်ပေးထားကြည့်လုံမလားလို့ ူများပြစ်စီသူများဥစ္စာအချောင်ရဟားမန်းတိအလွယ်ရဟားမန်းတိလို့ရှိရင်အလွယ်နီးပဲလိုက်တဲ့သူကလေအလွယ်နီးပဲလိုက်နေမှာပဲဘတော်မှပြင်ပမဲ့လုံးမစားဘူးပြီးတော့ online ပေါ်မှာလည်းမြင်နေမှာပဲကွာအခုခိုးနေကြတယ်တော်တော်များများလေးဘွားတော်သက်သက်ပဲဘာမှခလေးနဲ့ဆွေမျိုးသားချင်းနဲ့မတော်ဆက်ဘူးကွာသူများခလေးကိုမနက်ခင်းထိမ့်မယ်ဆိုပြီးလာခေါ်ရတယ်ပြီးကိုခိုးမဲ့နေရာကိုခလေးပါတခါလဲခေါ်ရတယ်ဒါခလေးပန်းကြပြီးခိုးတာနဲ့တူတူပဲနောက်ပြီးခလေးမိဘကြီးပြန်လာအဲ့ခလေးကိုလာပြန်ပေးတယ်လာပြန်ပေးတဲ့ခါကျရင်ခလေးစားဖို့သုံးဖို့ဆိုပြီးမှမဟုတ်ဘူးတွေပါတခါလဲပြန်ပေးတယ်ဆိုကလေးကကိုထည့်ပေးလိုက်တဲ့ခလေးမိဘကြီးကလည်းစောက်ဖို့မကြောက်ဘူးလား မတွေးတတ်ဘူးလားငါကလေးကိုဖိတ်ပြမယ်ဆိုခေါ်သွားပြီးပြန်လာလို့ရှိရင်ကလေးတွေကိုမုံမိုးပေးပြီးတော့ခေါ်လာဆိုငါကလေးကိုဘာကြီးလုပ်နေရတော့မေးဘူးလားတော့မိဘတွေရဲ့လိုအပ်ချက်ကြီးလဲပါတယ်ဒီလားသူပရဟိတရေငြိမ်နေကြစမ်းပါသူတခိုးအားပေးမလုပ်ကြစမ်းပါနဲ့တက်ဆိုင်ရနဲ့လှုပ်ထားစမ်းပါဒီကိစ္စတက်ဆိုင်ရဆုံးစမ်းပြီးလုပ်ရမယ့်ကိစ္စတွေအဲ့လိုဒီပတ်စံကြီးပေါ်နေရလူချင်းနဲ့ဆိုလို့ရှိရင်လည်းငါ့ကိုလာလူငါအထူးရှိတဲ့နေရာတွေငါလုပ်ပေးမယ်ငါလို့အဲ့အထူးရှိတဲ့နေရာလဲလာလူသမားတွေကိုပြောနေရမကြည်နိုင်တော့အဲ့ဒီရှိတဲ့ ငါအတွေ့အစ်သိမ့်မကဘူးသိတရာလောက်ရှိတယ်ငါလူသက်မှာငါ့ကိုလူရမသွင်းတဲ့ဟာတွေကိုလူရသွင်းနေတကယ်ဟာရေးပြီလားဟိုလိုင်းဘုံမှာတခုပြက်ပြီဆိုလို့ရှိရင်လည်းပရဟိတတွေကရောက်ချလာဗာပရဟိတတွေကလည်းဒါကိုပဲစောင့်နေရလားတို့အပြင်မှာဖြစ်ပြက်နေတာဟိုကောင်းရောက်ကောင်းဝယ်လှုပ်ရှားပြီးတော့မှဆင်းရဲဒုက္ခရောက်နေလူတွေအများကြီးလူကြဆန်းမှာစောက်တလွဲတွေမရှိလို့ခိုးစားမယ်လုံးပြီးလုံးရလုံးလိုက်မယ်ဆိုလို့ရှိရင်တခါကနေကိုမလုံးဘူးခိုးတဲ့လောက်ကမကောင်းဘူးဆိုတာကိုလူတိုင်းသိတယ်အခိုးတွေကိုလည်းမုန်းနိုင်လူတိုင်းသိတယ် လူဆိုတာအလွယ်ရသွားရင်အလွယ်ကြီးတည်းပဲလိုက်ကြလားဘရောမှပေးမဆင်းရဲခံပြီးမလုပ်စားတော့အခုအဲ့ဒီတခိုးကိုတော်တော်လူနေတဲ့ပရဟိတတော်တော်များများထွက်လာတဲ့ဇကာခမည်းတော်ဆင်းရဲဘူးလားခမည်းတော်ဆင်းရဲဟဲ့မြန်မာနိုင်ငံမှာလူကြီးသုံးပုံမှာနှစ်ပုံစာလောက်ကလေတနေ့ကိုထမင်းနတ်မမအောင်မလေးမစားရတဲ့ရက်တွေအများကြီးရှိတဲ့လူတွေလည်းအများကြီးနော်ဆင်းရဲဒုက္ခရောက်တဲ့လူတွေလည်းအများကြီးအဲ့လိုဆင်းရဲဒုက္ခရောက်တိုင်းတာခိုးကြီးဆိုလို့ရှိရင်လေအကုန်လုံးကတခိုးတွေပဲဖြစ်ကုန်မှာတခိုးအားပေးမလုံနဲ့တခိုးပေါ်မှာလူသားချင်းစာနာမခိုင်းနဲ့ အခုခေတ်ကာလလူတွေကကောက်ကောက်မွန်နေနေရလုပ်ငန်းရှင်တွေကလည်းကိုပိုင်တဲ့ပစ္စည်းကိုပိုင်တဲ့အိမ်ကိုပိုင်တဲ့ကားကိုပိုင်တဲ့ဆိုင်ကယ်တွေကိုတောင်မှလေဘယ်ချိန်လာခိုးမဲ့ဘယ်ချိန်ကအိမ်ကိုတခိုးကမဲ့ဘယ်ချိန်ကဆိုင်ကိုတခိုးလာခိုးမလဲတခိုးလာခိုးတယ်ဆိုရင်တောင်မှဘယ်ချိန်အသက်ခံရမလဲဆိုတာအကြီးကိုထိုင်ပြီးစောင့်နေရတဲ့အချိန်တွေမျိုးကြီးတခိုးဆိုတဲ့အမျိုးကခိုးလို့ရနေတယ်ခိုးနေမှာပဲမမိတဲ့ရွေးခိုးနေမှာပဲကွာတခိုးဆိုတဲ့အမျိုးက နေဒီမှာလာခိုးလို့ဒီမှာမိမယ်ရိုက်နှက်လိုက်မယ်သက်ဆိုင်ရအောင်အပ်လိုက်မယ်ခဏလေးပြန်လွတ်လာမယ်ဒီမှာခိုးပြီးွားရတခြားနေရာမှာထခိုးမှာပဲတခိုးဆိုရင်မျိုးခိုးနေမှာပဲကွာလူသားချင်းစာနာလို့ရတဲ့အရာတွေကအများကြီးရှိတယ်တခိုးမှာလူသားချင်းစာနာစရာမလိုဘူးတခိုးဆိုတာတခိုးလိုပဲဆက်ဆံရမယ်ပရိဒါထောင်ထားတယ်ပရိဒါဖွဲ့စည်းထားတယ်ပြည်သူတွေပေးရတဲ့ပတ်စံနဲ့လူပဲတမ်းမယ်နော်လိုင်းပေါ်မှာနာမည်ထပ်ပေါက်မှလူသေးဆိုလို့ချင်းအဲ့လောက်ထိလူစရာနေရာတွေမရှားနေရဆိုရင်ငါစီလာခဲ့နော်လက်ညှိုးထိုးပြီးလိုက်ပြပြီးမယ်လူစရာတွေအများကြီးပဲ ကိုပစ္စည်းမဟုတ်ဘဲနဲ့သူများပစ္စည်းကိုအတူတစ်ချောင်းကစားမခိုးစားဘဲနဲ့ခြိကောင်းလက်ကောင်းနေနဲ့ကောင်းရောင်းကောင်းဝယ်လှူစားပြီးတော့မှသမင်းကိုနက်မမှန်တဲ့လူရဲ့အများကြီးရဲ့လိုက်ပြပေးမယ်လှူစားအမှကြိုက်အလုံးလုံးမှပတ်စံရမှာပတ်စံရှိမှသမင်းစားလို့ရမှာ လူတိုင်းကလည်းချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့လူတွေမဟုတ်ဘူးเนาะပင်ပင်ပန်းပန်းနဲ့သူများပစ္စည်းကိုအတူတချောင်းကားစမခိုးဘဲနဲ့ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့เนาะပင်ပင်မတ်မတ်နေဘူးကျဲတဲ့မှာအလုတ်လုတ်ပြီးတော့မှထမင်းနဲ့မှန်အောင်စားပြီးတော့မှအချီနေအတိုင်းတာတစ်ခုလေးရတဲ့အထိစူးစားနေတဲ့လူငယ်တွေရောလူကြီးတွေရောအများကြီးရှိတယ်။အဲ့ဒီတခိုးရဲ့အဲ့လိုလှုပ်ရှားနိုင်လားမေးကြည့်လိုက်မလှုပ်ရှားနိုင်ဘူး။ပင်ပင်မတ်လှုပ်ရှားနိုင်ဘူး။ခိုးပဲခိုးစားမှာခိုးစားရင်ဒီမှာခိုးပဲခိုးစားမှာ။ နော်စောက်တလွဲတွေမလုံနဲ့နေရာတကာလည်းမပါနဲ့နော်အခုကခလေးတငယ်ကိစ္စကြီးပါပါလာပြီဒါတက်ဆိုင်ရနဲ့အများကြီးတက်ဆိုင်သွားပြီမင်းတို့ပရိသတ်တွေအေးဆေးကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီအမပြောတာလေဟုတ်လေဟုတ်နေတာပဲနော်ဟိုကျွန်တော်မြန်မာနိုင်ငံမှာတခုခုဖြစ်သွားတာ ਨੇ အာပရဟိတဓမ္မတွေကရောက်ချလာတယ်အာမီဒီယာတွေကလည်းရောက်ချလာတယ်တကယ်တမ်းကျတော့ပြောမယ်ချင်ပြောမယ်ဆိုလို့ရှိရင်ဟိုပရဟိတဓမ္မတွေကပြစ်ပုံချတာမဟုတ်ပါဘူးဟိုပြောမယ်ဆိုလို့ရှိရင်ဟို လှူတဲ့နေရာလှူပေါ့ယူတဲ့နေရာလည်းယူဆိုတဲ့စကားပုံအတိုင်းပါပဲဟိုအခုလှူနေတဲ့ဟာမလှူပါနဲ့လို့မပြောဘူးဟိုတော်တဲ့တဲ့လောက်တော့တော်ပေါ့ဗျာဥပမာဆိုရင်ဒီတခိုးနဲ့ပတ်သက်ပြီးတော့သူ့မှာစားဖို့နေခက်ခဲနေဆိုလို့ရှိရင်သူ့အတွက်ဒီတပတ်စာလောက်ပဲဗျာလှူပြီးလို့ရှိရင်သူ့ရဲ့ဒီအကျွေးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးယောပေးတာတို့ဆက်ပေးတာတို့အဲ့ဒါကြတော့တိတ်အဆင်မပြေဘူးဘာလို့လဲဆိုတော့ဟိုသူ့ထက် တကယ်လို့အဲ့ဒီနေရာအများကြီးအများကြီးရှိတယ်မြန်မာနိုင်ငံမှာเนาะဟိုဒီမှာပြောသလိုပဲဟိုတခိုးတွေဟိုတခုခုစဉ်တခိုးတွေဟိုမိလို့အာတခိုးဘက်ကဟိုနည်းနည်းဒရမာခင်းလိုက်တယ်ပြီးကြတော့အာတခိုးဘက်ကိုပါသွားတယ်တခိုးကတခိုးကိုသနာသွားတယ်အဲ့ပြီးတော့အဲ့ကနေပြီးတော့တခိုးသွားပြီးလှူဒန်းကြတယ်အင်းပြီးတော့တကယ်တမ်းလိုအပ်တဲ့နေရာမှာကြတော့ဒီတိုင်းပဲကြံခဲ့တယ်အဆင်မပြေနေဘူးတခိုးအားပေးမဖြစ်စေချင်ဘူးเนาะဒီမှာပြော တဲ့စကားတဲ့အားလုံးအားလုံးကတကယ်ကိုမှန်နေပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြအောင်ခင်ဗျာဘယ်ပါ